ူမြမသတင်းဌာနအနေနဲ့ရုပ်သံသတင်းစစ်စစ်တွေကိုစက်ပိုင်းနဲ့နှီးပညာပိုင်းဆိုင်ရာချိုးယွင်းမှုတွေကြောင့်ခေတ္တရာကြီးရနာခဲ့ရပါတယ်။လက်တလောမှာတော့နှီးပညာဆိုင်ရာဖွဲ့တွေကအချိန်ယူပြင်ဆင်ပြုပြီးပြီးဆင်ပြောင်းလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ဒီကနေ့ဒီဇင်ဘာ9ရက်နေ့မှာစတင်ကသတင်းရုပ်သံစစ်စစ်တွေကိုငုံတိုင်းပြန်လည်ထုတ်လွှင့်ပေးနေပါပြီ။ရုပ်သံသတင်းစစ်စစ်တွေအမြဲမပြတ်ကြီးစုအားပေးနေကြတဲ့ပြည်သက်တွေပေါ့အထူးကျေးဇူးတင်ရှိပြီးရနာခဲ့ကြည့်တွေ့ပေါ်ပေါင်းခဲ့တဲ့အစီအပြေမှုတွေအတွက်လည်းအထူးတောင်းပန်ပါတယ်။ အမေရိကန်သတင်းရုပ်သံစစ်စင်ကိုအားပေးနေကြတဲ့ပြည်သက်ကြီးတွေပေါ်လူမြန်မာသတင်းဌာနဝိုင်းတော်သားတွေကအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာတော်လာမနက်ခင်းမှာလူလူမြန်မာသတင်းဌာနရဲ့ဒီဇင်ဘာ9ရက်မနက်ခင်းသတင်းစစ်စင်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်အကြပ်ဖက်အာနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုက်မန္တလေးမြို့ကိုမနေ့ဒီဇင်ဘာ၄ရက်နေ့မှာရောက်ရှိလာတာနဲ့တပြိုင်နက်မြို့ထဲမှာမိလောင်မှုဖြစ်ပွားခဲ့တယ်လို့အထူးအောင်ရေကောက်ပွဲတဲ့တော်လိုင်းအင်အားစုတွေဆန္ဒပြခဲ့လို့စစ်ကောင်ရှိတက်တွေက RPG ထမ်းပြီးမြို့နယ်လမ်းလျှောက်ကအင်အားပြချေရောက်တာတွေပြုလုပ်ခဲ့ပါတယ် အကြက်ဘက်အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုက်ဟာပြူးလီမျိုးစစ်တပ်ကတို့စင်ပွဲတက်ရောက်ဖို့မနေ့ဒီဇင်ဘာ၄ရက်နေ့မှာမန္တလေးမြို့တွေကိုဖျက်တမ်းစင်မှာမောင်အောင်မြို့မြို့နယ်58လမ်းတရတလမ်းပေါက်ကြိုင်းလပိတ်ဆိုင်မိလောင်မှုတပြိုင်တည်းဖြစ်ပွားခဲ့တာပါအဲ့ဒီမိလောင်မှုဖြစ်ပွားနေစမှာပဲမိသားဖို့စူးစမ်းနေတဲ့တိုင်းခရိုင်နဲ့မြို့နယ်မိသားတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်ဝန်ထမ်းတွေကို96လမ်းတရတလမ်းနေရာကိုစစ်ကောင်ချီတက်တဲ့ပြူစောတိအဖွဲ့တွေကပေးဝင်လာတဲ့လက်နက်ပြချင်းချောက်တာတွေကြောင့် လပိတ်ဆိုင်နောက်ကျောကက်ရဲ့လမ်းသွင်ကနေခက်ခဲစွာမိငိမ့်သက်ပြီးလူကယ်ဆယ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ကိုတိုင်ကြုံနေခဲ့ရတဲ့မိသက်စင်နာဝန်ထမ်းတွေကလူလူမြန်မာကိုပြောပါတယ်ဟိုလူလာတာနဲ့မိသက်ဖို့အတွက်ခက်ကုန်တာလောင်နေတဲ့လမ်းမပေါ်စစ်တပ်ကပြူစောတိကမလာခိုင်းဘူးတနက်တွေနဲ့ချိန်ချောက်တာအဲ့တော့58လမ်းရဲ့အနောက်ဖက်58လမ်းလမ်းသွင်ကနေမိသက်ရင်တွေခက်ခက်ခဲနဲ့မိသက်ခဲ့ရတယ်တော်တော်ကိုဒုက္ခပေးတဲ့သူတွေလို့ကိုတိုင်ကြုံနေခဲ့ရတဲ့မိသက်စင်နာဝန်ထမ်းတူကပြောပါတယ် အဲ့ဒီမိလောင်မှုတင်ဆိုင်နဲ့ကက်လက်ရှိနေတဲ့နေအိမ်တွေကဒေသခံမျိုးသမီးတူဦးကိုမိသားတပ်ပဝင်တွေကခက်ခဲစွာကယ်ဆယ်နိုင်ခဲ့ပြီးတော့နေအိမ်နဲ့ဆိုင်ကန်း9ဆိုင်ကျော်ကာလာတပ်မှုနဲ့ငွေကျပ်3000ကျော်ထက်မနည်းပြသခဲ့တယ်လို့မိလောင်ဆိုချုံကြရသူတွေကဆိုပါတယ်။တဆက်ထဲမှာပဲဒီဇင်ဘာ3ရက်မနက်ပိုင်းမှာအကြမ်းမဆုပ်စုရဲ့အတူရောင်ယူကော့ဝဲစန့်စီချောင်းဆန္ဒပြခဲ့တာအပြင်အာနာသိန်းစစ်ကောင်းတော်ရောက်လာတဲ့အတွက်စစ်ကောင်မရှိတဲ့ဟာမျိုးတွေကို RPG နဲ့လက်နက်ကြီးတွေထမ်းကာ မနေ့ဒီဇင်ဘာ၄ရက်နေ့တနေ့တာလုံးခြေလင်ကင်းလိုက်တာတွေပြုလုပ်ခဲ့တယ်လို့မြို့ကန်ကြီးရဲ့ပြောဆိုချက်ကိုကူကားပြီးလူလူနေဦးသတင်းဌာနကဖော်ပြပါဗါတယ်အဲ့ဒီဆန္ဒပြပွဲကိုမန္တလေးမြို့ရဲ့အစီကားဆုံးနေရာဗန္ဒလေးဈေးကြုံမှာဒေါက်တာတီတာဆန်းကဥဆောင်ပြီးပြုလုပ်ခဲ့ကရီကော်ပဲစန့်ချင်အောင်ဆန္ဒပြသသွားခဲ့တဲ့အတွက်စေတုတွေဟာအဒေါသထွက်ပြီးအတင်းကျပ်ရှာဖွေနေတာဖြင့်တမျိုးလုံးဒီဘက်ကိုဒီကနေ့မနက်ပိုင်းထိအင်အားတရာကျော်နဲ့လုံခြုံရေးတင်းကျပ်ပြီးရှာဖွေစစ်ဆေးတာရှိနေတယ်လို့မြို့ကနေကပြောပါတယ်။ ဆန္ဒပြတာကမင်းအောင်လိုင်ရောက်နေတာဆိုတော့ဒီနေ့မနက်ဆိုရင်စစ်တပ်အရင်ရက်ဆက်တယ်38လမ်းနဲ့88လမ်းတောင်နေရာသို့ပို့ဆိုးတယ်တတော်တော့မရဘူးအော်ဆဲပြီးမောက်ထုတ်တာခံရတယ်လို့မန္တလေးမြို့ကန်တူကလူလူမြန်မာကိုပြောပါတယ်တပြင်စစ်အင်အားတရာကျော်ကိုအိစီကားနဲ့အရက်ကားတွေဖြင့်ကင့်ပတ်နေသလိုအင်အား30ပါအဖွဲ့တွေခွဲက RPG နဲ့လက်လက်ကြီးတွေထမ်းပြီးလမ်း30ကားနဲ့35လမ်းမှာထိမြို့ရင်းချင်းလင်းကင်းလက်တာတွေရှိနေတယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့မြို့ကန်တွေကဆိုပါတယ် စစ်ကောင်ရှင်တပ်တွေလုံခြုံရေးတိကျထားတဲ့နေရာဟာ38လမ်းဒေါ်အောင်ဆန်းစုကြည်လမ်းနဲ့88လမ်းတောင်စစ်ကောင်ဆောင်မိသားစုပိုင်ခမ်းမလမ်းမတန်ဖြစ်ပြီးတော့အာနာတိတ်စစ်ကောင်ဆောင်မင်းအောင်လိုင်ဟာဘန်ခွဲဖွင့်ပွဲလုပ်ပြုလုပ်ဖို့နဲ့စစ်တပ်နည်းပညာတက္ကသိုလ်ကျောင်းစင်းဖွဲ့တဲ့ဒီနေ့ဒီဇင်ဘာ9ရက်မနက်ပိုင်း10:00နာရီချိန်ထိမန္တလေးမြို့နယ်ပြူလီမြို့မှာရောက်ရှိနေတာလည်းဖြစ်ပါတယ်။